မင်္ဂလာပါခင်ဗျဒီနေ့ဘန်ကာထဲမှာလှုပ်လို့ရတာနဲ့လှုပ်လို့မရတာလေးအကြောင်းတပြဆွေးနွေးကြပါတယ်ဒါကကျွန်တော်အကိုကြီးဦးအောင်ဝင်းကသူကိုယ်တိုင် script တွေရေးပေးပြီးတော့ကျွန်တော်ဟိုပို့ပေးတယ်လို့ကျွန်တော်ဒီဗီဒီယိုလေးရိုက်လာတာပါကျွန်တော်တို့ကစားသမားတိုင်းကဘန်ကာကြတဲ့အချိန်နေကြုံရမှာပါအဲ့ဒီအချိန်မှာဘန်ကာထဲကြာရင် free swing ဆွဲလို့ရပါတယ်ဒါပေမဲ့ free swing အဲဲကိုထီလို့မရပါဘူးခင်ဗျာ တဲကိုထိပ်ပြီးတော့ free swing ဆွဲရင်ပြစ်တယ်နှစ်ချက်ကြပါမယ် match play ဆိုကျင်းရှုံးပါအဲကောက်တီရိုက်တဲ့ခါမှာလဲ back swing မှာ နောက်ကတဲကိုထိလို့မရပါဘူးထိရင်လဲ general penalty ပါရက်ဆောင်နေတဲ့အချိန်မှာတော့ကောက်တုတ်ကတဲကိုထိလို့ရပါတယ်ရက်ပြီးဆောင်နေတဲ့အချိန်မျိုးမှာတဲနဲ့ကောက်တုတ်နဲ့ထိပြီးတော့ရှေ့ဖွဲ့ကိုပဲဖြစ်ဖြစ်ဆောင်နေလို့ရပါတယ်အဲ back swing ဆွဲတဲ့ခါမှာတော့နောက်တဲကိုမထိဖို့ကလည်းအရန်ရည်ကြည့်ပါတယ် အဲစိတ်ပြအာရော့စွာနဲ့တဲကိုဒီလိုမျိုးရိုက်မိတဲ့အချိန်မျိုးမှလည်းတဲကိုထိတာပြစ်တယ်မရှိပါဘူးခင်ဗျာဘောလုံးနှလုံးကျင်းထဲမှာပူးနေတဲ့ခါမျိုးရှိတတ်ပါတယ်အဲ့ဒီခါမှာဘောလုံးတစ်လုံးကိုလွတ်တဲ့နေရာမှာနေရာမှတ်ပြီးတော့တစ်လုံးကိုကောက်ထားပေးပြီးတော့ရှိရတစ်လုံးကိုနီးတဲ့လုံကိုရိုက်ခိုင်းလို့ရပါတယ်အဲရိုက်ခိုင်းလို့ရပါတယ်ရိုက်ခိုင်းပြီးရင်အဲ့တစ်လုံးရိုက်ပြီးပြီဆိုရင် နောက်တစ်ယောက်က သူ့မူလနေရာမှာပြန်ထားပြီးရရပါမယ်ဒါမဲ့အမူလတဲပုံစံမျိုးအတိုင်းပြန်ပြင်ဆင်ဖို့လိုပါတယ်ဆိုတာဂျန်ကွက်ထဲမှာသွားချပြီးလို့မရဘူးပေါ့ဗျာအဲမကြခင်ကမကောက်ခင်ကအခြေအနေမျိုးအတိုင်းပြန်ပြင်ဆင်ပေးပြီးတော့သူ့နေရာမှာပြန်ထားပြီးတော့ရိုက်လို့ရပါတယ်ဒါတော့ကျွန်တော်တို့ဒိုင်လူကြီးတွေအဲရှိတယ်ဆိုရင်ဒိုင်လူကြီးခေါ်ရမယ်နေထားပါဒါမှလည်းကိုယ့်ဘက်ကအမှား မကျူးလွန်မိမှာပေါ့ခင်ဗျာနေရမှားတယ်လို့ဘာလို့အငင်းပွားစရာမရှိတော့ဘူးပေါ့ဒိုင်လူကြီးရှင်တော့ဒိုင်လူကြီးခေါ်ပါဒိုင်လူကြီးမရှိရင်တော့ဒါဒီလိုမျိုးကိုယ့်အကူနေရမှတ်ပြီးရိုက်လို့ရပါတယ်ကျွန်တော်ကတော့ကစားသမား2ယောက်နေရမှာ1ယောက်ထဲဆိုတော့ကိုဟာကိုပဲ2ယောက်ပုံစံမျိုးတိရုပ်ဆောင်ပြီးရိုက်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲနောက်ပြီးတော့ကျွန်တော်တို့ဘန်ကာထဲမှာတဘာဝအမိုက်တွေကိုဖယ်ရှားလို့ ရပါတယ်ဖယ်ရှားခွင့်ရှိပါတယ်ဘောလုံးမရွေ့အောင်တတိထားပြီးဖယ်ရပါမယ်ဘောလုံးရွေ့မယ်ဆိုရင်တော့ပြစ်ဒဏ်တစ်ချက်ကျပါမယ်ခင်ဗျာဘောလုံးမရွေ့ရပါဘူးတဘောအမိုက်ကိုဖယ်လို့ရပါတယ် အဲဘန်ကာထဲမှာ role ဆိုတာမရှိပါဘူးခင်ဗျာ role လုံးဝလိမ့်လို့မရပါဘူးဘန်ကာထဲမှာ တကယ်လို့အကြောင်းအကြောင်းကြောင်း relief view ရဖို့ကြုံလာရင် drop ပဲချပါမယ်ဥပမာပေါ့ဗျာကျွန်တော်တို့ဘန်ကာထဲမှာဘောလုံးကအဲတက်ဝက်လောက်မြုပ်နေလို့ရိုက်မရဘူးပြစ်တယ်တစ်ချက်ပေးပြီးတော့ဘန်ကာထဲမှာ relief view မယ်ဆိုရင် drop ပဲချပါမယ်ဘန်ကာအပြင်ကရိုက်ချင်တယ်ဆိုရင်တော့အလန်တိုင်းနဲ့ဘန်ကာရဲ့နောက်တစ်ဆက်တည်းဆွဲဆုတ်ဆက်ဆွဲမြင်း ဘဏ်ကအပြင်ကနေပြစ်တဲ့နှစ်ချက်ပေးပြီးရိုက်လို့ရပါတယ်အရေးကြီးဆုံးကဘဏ်ကထဲမှာရိုက်ပြီးပြီဆိုရင်ကိုယ်ကြောင့်ပေါ်ခဲ့တဲ့ခြေရာတွေလက်ရာတွေအဲဒုတ်ရိုက်ရာတွေအားလုံးကိုတဲကိုညင်ညာစွာပြန်ပြီးတော့ညှိပေးခဲ့ဖို့လိုပါတယ်ခင်ဗျာဒါမှလည်းအဲကျင့်ဖို့အရာပြည့်စုံတဲ့ကစားသမားဖြစ်ပြီးတော့နောက်လူတွေကစားတဲ့အခါမှာဂျိုင်းွက်ထဲမကြတော့အောင်ကိုကျင်းစာတရားလေးနဲ့ ကွင်းကိုစောင့်ရှောက်ခဲ့ခြင်းမြည်ပါတယ်အဲဒီလောက်ဆိုရင်တော့ဘန်ကာတိုင်းမှာဆောင်ရန်ရှောင်ရန်နဲ့ပတ်သက်ပြီးအကျဉ်းအကျဉ်းပြင်းတော့တည်ပြီးထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ